मैं तैयार हुआ हूँ तैयार हो खाना कुए नगो पे मां तबो တရားသဖြင့်သိအောင်လုပ်တာဒေခနာကိုရဲ့ပရင်းသဘောကိုသိအောင်မှာဖြစ်တော့ခန္ဓာဝေဒဘာဝတရားသိဖို့အတွက် ခန္ဓာကိုယ်ပုံမှန်အနေထားကိုထားပါလေ့လာတဲ့စိတ်ကလည်းကိလေသာမဖြစ်တဲ့ခန္ဓာရဲ့အဘာဝတရားကိုသိရမှဖြစ်တော့ဒီစိတ်ကိုလည်းကြည်ကြည်လင်းလင်းထားခန္ဓာရှိတိုင်းသိမယ်ဆိုရင် 老革命了，看来我比人奶还卡着。别说这样命啊，你看那也不用过火气也诉我。 ခန္ဓာကြုံမသိတဲ့သတ္တဝါတွေနဲ့ခန္ဓာကြုံသိတဲ့ဘုရားနဲ့လုံးဝဆန့်ကျင်တာအဲ့ဒီအချက်ဘုရားမြင်မကောင်းဘူးဒီခန္ဓာကိုအသေးစိတ်လေ့လာပြီးတဲ့ဘုရားပြောတာမိမိတို့ခန္ဓာအကြောင်းကိုမသိသေးတော့ကောင်းတယ်လို့ထင်တယ် ဓာတိခင်းနေဖယ်ထားပြီးတော့ခန္ဓာရဲ့ပင်ကိုအကြောင်းကြီးပါလေဓာတိအောင်စိတ်ငြိမ်းမိထားပြီးအဲ့ခါကျ ေဟနာဖြစ်လာဖွဲ့စည်းတဲ့တရားတွေကတော့သတ္တရောမာဟုတာစုံနေသမာဟုတာနာဥပါဒာရူပတောင်းတခဲ့မှာမူပူအင်းလို့ရှိမှုလောက်ရတော့ကောင်းမှုရစီဖွဲ့စီမှုဒါရီရင်ခံပြီးတော့ဖွဲ့စည်းထားတဲ့ခန္ဓာလေ တတုတိပဲဆိုဒါတွေပဲသိပါဦးတို့အရှိတရားအမှန်တရားတော်ရှိနေတဲ့တရားကိုရှိတဲ့အတိုင်းမှန်တဲ့တရားကိုမှန်တဲ့အတိုင်းသိရတယ်ဒါခန္ဓာကြောင့်သိတာ ဖဲတောင်တဲ့ခဲမှမူဝေးလို့ရှိမှစသည်ဖြင့်ဓာရီတွေ့တော့ဘယ်လိုသိရမလဲဓာရီလည်းမင်းတို့လောကနာမည်တတ်ထားတဲ့ကိစ္စပဲဒါကပညာရဲ့အသိပညာရဲ့အမှားကိလေသာဖြစ်နေတဲ့အတွက် ဒါသဘောတော့သိတယ်ဒီမဟုတ်ဘူးတတောင်းတင်းခက်မာတဲ့သဘောကလည်းပဲဖောက်ပြင်းတဲ့သဘောပဲဘူးရင်းလို့ရှိနေတော့လည်းဖောက်ပြင်းတဲ့သဘောပဲလုံရတော့ကောင်းတဲ့သဘောလည်းဖောက်ပြင်းတဲ့သဘောပဲရိုစီးဖွဲ့စည်းတဲ့သဘောလည်းဖောက်ပြင်းတဲ့သဘော ခန္ဓာရဲ့အမှန်တဘာဝဆိုတဲ့သဘောတရားဒီကိမှုမရှိတဲ့ခိုင်မာမှုမရှိတဲ့ရွေချပြောင်းလဲနေတဲ့ပေါက်ပြန်တဲ့သဘောတွေပဲသိရမှာဒီတိုင်းဒီဒီကြာလာရင်မိမိတို့ခန္ဓာကိုမှတ်လာတဲ့အမှတ်နဲ့ 人我唱几百遍，唱几百遍嘛，那边没有也最忙的。白讲来说，民族没啥人骂哈，没帮那个，跑遍那个不，不赢的队的队呢。 မိမိတို့ခန္ဓာကိုယ်မှာအမျိုးမျိုးပေါက်ပြန်လာပြီတွေ့ပြင်းဖြစ်တဲ့တကြီးလေးဝါနဲ့ဝေဖန်လိုက်ရင်စိတ်တကြီးလေးဝါတွေကပေါက်ပြန်လာတတိပ္ပံလောကဝိပဿနာလောကလက္ခဏာကိုရှင်းရတဲ့အတွက် ငြိမ်သက်ခိုင်မာမှုမရှိတဲ့ဖောက်ပြန်တဲ့သဘောတရားတွေပဲဓာတ်ပုံတွေမှတ်ပါမိမိတို့ခံနိုင်လို့ဖွဲ့စည်းထားတဲ့သံပြအခြေပြဒီတခုလုံးအတွင်းမှာ ို့နေရာနဲ့သူအမျိုးမျိုးဖောက်ပြန်လာရင်ရှိနေတယ်တခါနာဘုရားငြိမ်သက်မှုမရှိတဲ့ရူရှားပြောင်းလဲဖောက်ပြန်နေကြရည်ပဲဒီလိုတည်တည်အဲ့ဒီဒီသက္ကတကသိတော့ ိတ်ထဲမှာတော်တော်မြဲလာဒိဋ္ဌာများစွာသိတော်ဘုရားအတိအတော်တော်ခိုင်မာလာငုံလေးအကောင်ထဲခိုင်မာလို့ထင်တဲ့မိမိတို့အထင်တဖြည်းဖြည်းနဲ့ဒီအတိနဲ့တော်တော်ခြားနာပြီးတော့ကွာကွာအဲ့လိုဖြစ်လာရင်မိမိတို့အကျိုးတရားပဲ အဲ့ဒါခန္ဓာမှာသိရမယ်အမှန်တရားအရှိတရားကိုမှန်တဲ့အတိုင်းဖောက်ပြန်တယ်လို့သိစရာရှိတဲ့နေရာတိုင်းသိတဲ့နေရာတိုင်းကိုဖောက်ပြန်တဲ့သဘောလို့သိနေတယ် ခန္ဓာကိုယ်လေ့လာတိုင်းဟောပြတဲ့သဘောလို့သိတိုင်းသိတိုင်းဟာခန္ဓာရဲ့အမှန်တရားကိုအမှန်တိုင်းအသိမှပြုတ်နေတဲ့အိမ့်ပဲမြမြမြသိဖို့လိုတယ်ခန္ဓာတော့အနှံ့အပြား အများကြီးကိုဖောက်ပြန်တယ်ပိတ်တဲ့မိမိတို့စိတ်ဟာအမှောင်ညွန်ပြတဲ့ညံကိုကဲမှုနဲ့ခန္ဓာနှောင် ဖိတ်လို့ရတယ်နေရာတိုင်းကိုဟောက်ပြန်နေလို့တင့်နေပါဟောက်ပြန်တဲ့သဘောလို့သိတိုင်းသိတိုင်းလည်းပဲခန္ဓာ၄ တည်ငြိမ်မှုမရှိ ခိုင်မာမှုမရှိငြိမ်သက်မှုမရှိတဲ့သဘောတရားပြောင်းလဲခြင်းတွေပဲအဲဒီသဘောတရားအသိမှုပါတော့ဖောက်ပြန်တဲ့သဘောဖြည်းဖြည်းချင်းအတိတ်ပဲပါတော့ဘူးဒီမှာ

ာရီအမှန်တရားတွေပဲရှုတိုင်းကြည်တိုင်းဒါတွေပဲသိနေရတာအဲ့တော့အပညာနဲ့မှာယုံကြည်မှုတစ်ဖြည်းဖြည်းနဲ့ရအဲ့ဒီယုံကြည်မှု ခိုင်မာလာရင်တမင်းရသံဃာလွတ်ဖို့လို့လွတ်နိုင်တဲ့အတိတ်ရဲ့အစပဲကောင်းဖို့ဒီဒီအာယုံမလွားအောင် ာမဒုက္ခနိကအစွန်လွတ်ပြီးတော့သိစရာရှိတဲ့ခန္ဓာရဲ့ပင်ကိုယ်တိုင်းသိတာမိမိလုံးပြန်ခံနေမှုမပါတဲ့ခန္ဓာရှိကိုသိတဲ့အတိအအတ္တပြောင်းတာဆောလော့ပြီးတော့ဘေဘာကဘေဘာရမှမရှိတယ်မြတ်စွာဘုရားရဲ့မရှိမှပြိပြတော့မူဝါဒအရာ

ဖြောင်းမတဲ့လမ်းပဲဖောက်ပြဲတဲ့သဘောမှန်မှန်သိပြီ မိမိတို့ဟာဣရိယာပုတစ်ခုတည်းနဲ့ကြာကြာဖိပြီးတော့ထိုင်လာတော့အဖိခါရတဲ့အောက်ပိုင်းဟာညောင်းလို့ညာမှုကိုက်မှုခဲမှုတောက်မှုတင်မှုစသည်ဖြင့်ဖြစ်လာ မိမိရဲ့စိတ်ဟာအဲ့ဒီခင်ရှားတဲ့စီကိုစိတ်ရောက်သွားခန္ဓာသဘောရဲ့ပင်ကိုသိနေတယ်သိရတယ်လွတ်သွားတတိပ္ပာလောဝိပဿနာလောခန္ဓာပင်ကိုရှုဒီရလက်ခွစီထားတဲ့သဘောတရားတွေလုံးဝမကောင်းဘူးမကောင်းချောင်းစိတ်ဟာဘူးတော့ကြကြ သိဖို့အတွက်ခန္ဓာပင်ကူမဟုတ်တဲ့အထိုင်ပြန်လို့ဖြစ်လာတဲ့နာမှုကြောင့်စသည်အဲ့ဒီမှာစိတ်ရောက်လာတာအလုံးဝခန္ဓာရဲ့သဘောဝမဟုတ်ဘူးအဲဒီမျိုးမျိုးကနေရာပြင်လိုက်ရင်ဒီသဘောတရားတောက်ဝင်မှုပြောင်းသွားဒါအမှန်ရှိတဲ့သဘောမဟုတ်ဘူးပြောင်းသွား ။ဒိဋ္ဌိကဘုကြောင့်ဖြစ်တဲ့ကိစ္စပဲဆိုထင်ရှားတာ။ပြင်လိုက်တယ်လည်းသူကပြောက်။ဓာမျိုးဥပဒနာမရှိပါဘူး။ဒုက္ခနာမရှိနေတာ။ဒုက္ခတပရိညတ်တာ။ဒုက္ခသစ္စာဖြစ်တဲ့ခန္ဓာကိုသိဖို့ပါထုတ်တာ။ဒုက္ခဆိုတာမျိုးမိမိလုံဆိုရတဲ့ဒုက္ခမဟုတ်ဘူး င်ကူခန္ဓာတိတို့ဟုတ်တယ်အမိဟောနဲ့စပြီးတော့ကာလယီပြိတ္တန်ကအနေကလေးကဒုက္ခတိနဂူအရှိတရားအဲ့ဒီခန္ဓာရဲ့နဂူသဘာဝကိုသစ္စာထိရောတဖြည်းဖြည်းနဲ့လက်ကျင်ပြီးတော့ရင့်ကျက်တဲ့အသိဉာဏ်ဖြစ်တော်မူချင် ဒါကခန္ဓာစတဲ့ဖွဲ့စည်းဆုံးကမပါတဲ့ဒီတောက်ဖို့ကဲလို့ရောက်ဖို့များဖို့အရင်ကအိရိယာဘုလို့လို့ဖြစ်တဲ့ကိစ္စအဲဝိပဿနာနေရမဟုတ်တဲ့ကဖယ်လိုက်ပါဖယ်ဆိုတာနေရပြလိုက်ခန္ဓာပင်ကိုရှိတဲ့အရှိကိုရှိပါဒီခန္ဓာဒီစပြီးတော့ဖွဲ့စည်းကလေးကလုံးဝမကောင်းဘူးလို့အပြတ်သာပြီးသွားရဲ့တဒုက္ခသစ္စာကိုသိသွားတော့ ဒီသစ္စာရဲ့အလုံးမှာမဲ့ပဲရှိလို့အတားသဘောပေါက်ပြီးရထားဘူးတည်းကြရပင်ရင်းတဘာဝကိုပင်ရင်းတိုင်းအမှန်တိကျတဲ့ဉာဏ်နဲ့ပညာနဲ့သမာဓိဓိဓာဝတိသောအောင်အရင်းကံဖြစ်တဲ့သဘောတရားကိုအမှန်တိုင်းသိတဲ့ဖောက်ပြန်တဲ့သဘော 高定了。 ီတော့ခန္ဓာရဲ့ဖွဲ့စည်းတဲ့သဘောကအမှန်ကိုပြင်တော့ဒီခန္ဓာဖောက်ပြန်ပြီပြည့်စည်ချုပ်ပြုံနေတဲ့တော့မကောင်းပါလားဒီအတိအစအဲ့တော့ဒါပဲသူပဲလို့တွေ့ရတဲ့ဒီကိလေသာတဖြည်းဖြည်းအားနေတော့ ကိုယ်တော်ဆရာမဟုတ်တဲ့သဘောဝတရားကိုမြင်တော့အဲ့ခန္ဓာကြောင့်တရားနေကိုယ်တော်မှုတွေလော့အဲ့ဒီလွတ်ရအောင်ပြီးတော့မင်းတို့လိုချင်တဲ့တရားရပါလားခန္ဓာလွတ်မှရခန္ဓာကိုလူထင်းမင်းတို့ကြပုဂ္ဂိုလ်တော်တော်ထင်ပြီးတော့တော်တာလေးတွေကဘယ်တော့မှမရဘူး အတွေ့အကြုံလွတ်တာလည်းပဲဒီခန္ဓာသဘောဝကိုလာသိနေလို့တော့တွေ့ရစရာမရှိပါဘူး။နောက်ဒီရခန္ဓာရဲ့အာရိနောဆိုတဲ့အမှန်သဘောအပြည့်ကြီးဖောက်ပြန်လာရင်ဉာဏ်မြတ်သိပြီးသွားရင်ဒီဘုံမှာညီဝင်လာမယ်။တွေ့ရမှုကင်းလာမယ်။လွတ်ပြောက်လာမယ်ဆိုတော့ဆက်ဆက်ဟာရင့်ကျက်တဲ့ဉာဏ်ရဲ့ပေါ်လာမယ်။ဒါမင်းတို့က စိတ်ငြိမ်ကြီးနဲ့ခန္ဓာရဲ့သိစရာရှိတဲ့သဘောတရားဟုတ်လားမောမောလေးသိပြီခန္ဓာကိုနာကိုကြုံထားလို့မရှိနဲ့သက်သက်ပါလားထားစိတ်ကလည်းအေးအေးဆေးဆေးကြည်ကြည်လင်လင်ထားဒီခန္ဓာကိုယ်မှာအသိဉာဏ်ရှင်မပြတ်ဘူးလို့ထောက်ပြနေလို့ ခေရှားတဲ့တမီးအဆွေကြီးလိုလည်းဖောက်ပြန်လာတယ်။အဲဖောက်ပြန်လာတော့တမီးအနမီးအပြည့်ရာနေပြီးတော့တဖြည်းဖြည်းနဲ့ခေရှားပြတ်များခန္ဓာမှာသိလာခန္ဓာတကိုယ်လုံးကြီးဒီဖောက်ပြန်နဲ့မငြိမ်မသက်တဲ့သဘောတရားတွေနဲ့ဖွဲ့စည်းကြတဲ့ခန္ဓာပဲလို့သဘောပေါက်တဲ့အချိန်မှာ ဝိပဿနာလုံးကသတိပ္ပံလုံးကဤကဏ္ဍမကိုဖြောင်းအောင်ပြောင်းသွားနိုင်ပြီ။ဘယ်လိုဖောက်ပြန်တဲ့သဘောကိုလက်ခံယူကြည့်တဲ့အချိန်ဟာဘယ်လိုဒီဘဝမှာကျုပ်ခွင့်လွတ်ခွင့်ရှိတဲ့နေရာပုံကိုပဲလို့သတ်မှတ်နိုင်တယ်။ဒေါကောတိညာရင့်ကျက်ဖို့သော ခန္ဓာရှိနေတဲ့သဘောဝတရားဘောမှာရှိတဲ့အတိုင်းဖောက်ပြန်တဲ့လို့ဉာဏ်များသိကြတယ် ိမိခန္ဓာရဲ့တလုံးလုံးတရားရောတလုံးလုံးတဖြုတ်ဖြုတ်နေဒီလိုစိတ်နဲ့သိလို့ရတယ်ရွှေရှားပြောင်းလဲတဲ့အားလုံးမိမိခန္ဓာယူတာလည်းမဟုတ်ဘူးသူကလှုပ်ဆောင်လိုက်တာလည်းမဟုတ်ဘူး တဘိုးရှင်ကဖန်ခဲတာလည်းမဟုတ်ဘူးအလူလူဖြစ်တာလည်းမဟုတ်ဘူးသူ့အကြောင်းနဲ့သူ့အထောက်ပံ့နဲ့သူဖောက်ပြန်ကြရတာပဲအကြောင်းမကင်းနဲ့ဖောက်ပြန်တဲ့သဘောတွေပဲဖောက်ပြန်တယ်လို့သိတိုင်းသိတိုင်းဒီအိဓိပ္ပာယ်ပေါ့သိတော့ရင်ဝိပဿနာဉာဏ်ရဲ့အရင်းဆုံးဖြစ်တဲ့နာမရူပပြိစ္ဆေသာပြည့်စရာပြိစ္ဆေသာ နဲ့ညာရသွားဒီဒိဋ္ဌိပဲပါသွားဆိုအချိန်ကညာခိုင်မာသွားရတော့သဘာဝတရားတွေသွားရလမ်းညာအပြည့်ရှုလို့ကောင်းတော့တော့ကြောင်ထုတ်ပါမကင်းနဲ့ဖောက်ပြန်တဲ့သဘောတွေပဲဖောက်ပြန်တယ်လို့သိတိုင်းသိတိုင်းဒီဒိဋ္ဌိပဲပါမှန်မှန်သိသိ

ိုးတဲ့ဖြေရောက်နားတဲ့ဖြေရောက်သိတဲ့ဖြေရောက်ဒါတော့လမ်းစဉ်တိုင်းသူသွားတာသက်ခန္ဓာတရားစုတယ်ဆိုတာသူလမ်းစဉ်သွားတဲ့လမ်းစဉ်သိတာသိတဲ့အတွက်သူပြေဆက်နေတော့ဒါဝနတ္တပြောတာကိုတားလို့မရသီးလို့မရမိမိအလိုတိုင်းမဖြစ်ဘူးအနတ္တဖြစ်တယ် ခန္ဓာကိုယ်ပဲတောက်သေးချောပြီးပြီးပြင်းနေသိသွားရဲ့မိမိတို့အဓိကပြက်ကွင်းထားပြီးတော့အာထုတဲ့ဝိပဿနာလုပ်ရအတ္တတိတ်ကြီးဖြုတ်လာမယ်ဓမ္မလူကအတိအတစ်ချက်သေးဒါဘယ်သူမျိုးမဆိုသာတတမတတညာကောင်းကောင်းမကောင်းလို့သိနိုင်တယ်တခုတည်းသော သိเสียဖောက်ပြန်တဲ့သဘောဒါလေးပြီးတော့အခန္ဓာကိုယ်ကသဘောဝတရားတို့အဆက်မပြတ်သူပိစားလဲဆိုဆောင်ရွက်တယ်မင်းတို့လိုက်ပြီးတဲ့အသိဉာဏ်လည်းပဲခန္ဓာရဲ့သဘောတရားတို့ဖောက်ပြန်တိုင်းသိအောင်အသိဉာဏ်ကိုဆိုင် 刚要听别